တဏ္ဍပမမေကုံလေးတခုဒါပေမဲ့သူ့မေကုံက reasonable ဖြစ်တယ် logical ဖြစ်တယ်ပေါ့မြန်မာလူမျိုးမဟုတ်ဘူးငါကလည်းဗုဒ္ဓဘာသာမဟုတ်ဘူးပေါ့မြန်မာလူမျိုးမဟုတ်ရင်ဗုဒ္ဓဘာသာအခြေခံမဟုတ်တဲ့ပုံကိုယ်တွေကဗုဒ္ဓဘာသာကိုယုံကြည်တတ်ဝင်လာလို့မြတ်စွာဘုရားအဆုံးအမတွေကြားရပြီဆိုတဲ့အခါမှာသူတို့ကတည်တည်ချာချာစဉ်းစားတယ်မှတ်တမဲ့နဲ့မှတ်မထားဘူးဘုန်းကြီးတို့ နယ်သာလန်နိုင်ငံရောက်တယ်နယ်သာလန်နိုင်ငံဆိုဂျာမနီနိုင်ငံရဲ့မြောက်ဘက်မှာကိုက်ရရှိတယ်အဲ့ဒီနိုင်ငံမှာညနေဘုရားဗဒအဖွဲ့တွေကဆရာတော်နဲ့တွေ့ကျင်တယ်တရားနာ ကျင်တယ်ဆိုတော့အဲ့ဒီညတရားဟောပေးတယ်တရားဟောပေးပြီးတဲ့အခါသူတို့စီမှာထုံးစံတရားနာပြီးရင်မိကုန်းနေတက်တယ်မိကုန်းဖြစ်ရတယ်အဲ့တော့အမျိုးသမီးတယောက်မေးတဲ့မိကုန်းကအမှတ်သားစရာကောင်းလို့ပြောပြတယ်သူကဘာပြောတုံးဆိုတော့မြတ်စွာဘုရားကတဲ့ စိတ်ကိုဖြူစင်အောင်လုပ်ရမယ်လို့ဟောတယ်တဲ့နောက်တစ်ခါဝိပဿနာရှင်းစင်နဲ့ကြည့်လိုက်တော့စိတ်ဆိုတာဟာတဲ့အမတမခဏအနေအားဖြင့်အမတမတူတောင်းနေနော်ဖြစ်ပြီးရင်ဒီဖြစ်တည်ပြက်ခဏငယ်သုံးချက်သာရှိတယ်လို့ဒီလိုလဲဟောထားတယ်တဲ့စိတ်ဆိုတာဖြစ်ပြီးပြက်သွားတာတဲ့ဖြူစင်အောင်လုပ်မယ်ဆိုလို့ရှိရင်ဖြစ်ပြီးပြက်သွားတဲ့စိတ်ကိုဘယ်လိုလုပ်ဖြူစင်အောင်လုပ်မလဲဟောသူကမေးတယ် ဒါမေးမယ်ဆိုမေးတိုက်တာပဲလေအဲ့တော့အေးမှန်လေရသော်ဗျာကဖြူစံအောင်လို့ဆိုတယ်မှန်လေစိတ်ဆိုတော့ဖြစ်ပြီးပြတ်သွားတာမှန်လေအဲ့ဒီပြတ်သွားတဲ့စိတ်ကိုဖြူစံအောင်လုပ်ခိုင်းတာမဟုတ်ဘူးစိတ်ဆိုတာသူ့ဟာသူဖြစ်တာမဟုတ်ဘူးဆိုင်ရဆိုင်ရအကြောင်းတရားတွေဖြစ်တယ်အကျဉ်းချုပ်ပြောရမယ်ဆိုရင်အာယောနိတောမနတိကာရ unwise attention လို့ဆိုတဲ့နှလုံးသွင်းမမှန်ကန်လို့ရှိရင်စိတ်ရဲ့အငြိအကြေးတွေဖြစ်တယ်စိတ်ဟာညှဉ်းနှွမ်းတယ် လောဘဒေါသမောဟတွေနဲ့ဖြစ်တယ်။ယောနိသောမနတိကာရ wise attention နဲ့လိုင်းကုသိုလ်စိတ်ဖြစ်တယ်။အကုသိုလ်စိတ်မှန်သမျှညင်နွမ်းတယ်ကုသိုလ်စိတ်မှန်သမျှဖြူစင်တယ်။အဲ့တော့စိတ်ကိုဖြူစင်အောင်လုပ်လို့ဆိုတာအာယောနိသောမနတိကာရဆိုတဲ့ unwise attention ကိုဖယ်လိုက် wise attention နဲ့အစားထိုး condition ကောင်းအောင် ပြင်ပေးခြင်းဒီနောက်ထပ်ဖြစ်လာတဲ့စိတ်တွေကဖြူစင်သွားတာလို့ဒီလိုဆိုလိုတာလို့ ြတ်သွားတဲ့စိတ်ကိုဖြူအောင်လိုက်လို့ထားမဟုတ်ဘူးလို့ပြတ်သွားတဲ့စိတ်ကပြတ်သွားပြီလေဘယ်ရောက်တော့မှမသိပဲအဲပြတ်သွားတဲ့စိတ်ကိုဖြူစီအောင်လုပ်တာမဟုတ်ဘူးနောက်ဖြစ်လာမဲ့စိတ်တွေကဖြူတဲ့စိတ်ဖြစ်ရမယ်ဒီလိုဆိုလို့တာနော်ဒီလိုအတိတ်ပဲမျိုးမှတ်ယူရတယ်လို့ဘာဖြစ်လို့လဲဆိုတော့စိတ်ဆိုတာ process အနေနဲ့ဖြစ်စဉ်ကြီးတစ်ခုအနေနဲ့သာရှိတာလို့တစ်ခုဖြစ်ပြီးရင်တစ်ခုပြတ်သွားအဲ့ဒီဖြစ်စဉ်ကြီးတစ်ခုထဲမှာ အကုသိုလ်တွေနဲ့တွဲနေတဲ့စိတ်ဟာမဲညစ်နေတယ်ကုသိုလ်နဲ့တွဲလိုက်တဲ့အခါဖြူသွားတယ်အဲ့ဒီဖြူတဲ့ line ကြီးရှင်းလာအောင် လုပ်ဖို့လိုတယ်ပေါ့ black and white ပေါ့နော်အကုသိုလ်တွေနဲ့ဆိုရင် black line ကြီးပေါ်နေတယ်လူတွေကဒေါသထွက်နေတယ်ဆိုရင်ဒါ black line ကြီးပဲအဲမေတ္တာပွားနေတယ်ဆိုရင် white line ဒီလိုဖြစ်နေမှာပေါ့အဲ့ဒီလိုအဲ့တော့ black line မဖြစ်စေနဲ့ white line ဖြစ်စေစိတ်ကိုဖြူစင်အောင်ထားဆိုတာဒါပြောတာလို့ တို့တော်နဲ့စိတ်ကလေးကိုဖြူစင်အောင်လုပ်ခိုင်းတာမဟုတ်ဘူးအေးအဲ့ဒီတိုင်းပဲဘုန်းကြီးတို့တွေလည်းစိတ်ကိုဖြူစင်အောင်ကြိုးစားတဲ့အခါမှာစိတ်ရဲ့အညစ်အကြေးဆိုတာတွေသိရမယ်ထိုအညစ်အကြေးတွေကိုဘယ်လိုဖြူအောင်လုပ်ရမလဲဆိုတဲ့ဤစနစ်ကိုသိဖို့လိုအပ်တယ်ဓမ္မတာနဲ့ကိုယ်စိတ်လေးကိုဖြူစင်အောင်ထားနိုင်မှာဖြစ်တယ်ပေါ့ဖြူစင်အောင်ထားနိုင်မှာ